ဒီနေ့ကောင်းတယ်သူမသူမင်းမမေမေမင်းမမေမေမင်းတယောက်တည်းမင်းပဲအဲ့အဲ့ဒီရှိရနော်လပိတ်ဆိုင်ထိုင်တဲ့ကာလတွေရန်ကုန်မှာလပိတ်ဆိုင်ထိုင်တဲ့ကာလတွေတော့လပိတ်ဆိုင်မှာတွတ်ထိုင်တဲ့အချိန်ကြရင်လဲနားထောင်ဖြစ်တယ်လမ်းမှာလဲနားထောင်ဖြစ်တယ်အိမ်မှာလဲနားထောင်ဖြစ်တယ်ဆိုတော့တချို့ကပါတာပေါ့လေးမြူတယ်နော်လေးမြူနော် ဟုတ်တယ်အဒီနေ့ကောင်းစဉ်ကသူမသူအဒီနေ့ဂျိုသားတွေပဲနားလဲမဲ့စကားတွေပြောမှာအဂျိုသားမဟုတ်တဲ့လူတွေနားမလဲဘူးသူ့ကိုတော့အစနဲ့ပြန်မရှင်းတော့ဘူးအိမ်သာသွားလို့အဲအဲ့တော့ तू နဲ့ तू तू ဆိုတာဘာတူလဲ तू နဲ့ဘယ်လိုစားသိကြလဲ तू နဲ့ဘာတွေဖြစ်ကြလဲ तू နဲ့ကျွန်တော်နဲ့ဆက်ဆံရေးအချင်းနေဘယ်လိုရှိလဲ तू ကဘယ်လိုလုံးလုံးလဲ तू နဲ့နေရတဲ့အခါဘယ်လိုချင်းနေရှိလဲဒါတွေကပြောလာတာနှစ်နှစ်ခွဲကျော်ဆိုတော့အစနဲ့တော့ပြန်ပြီးတော့မပြောတော့ဘူးเนาะ မိတဲ့ဘူတာကနေလာလိုက်ခဲ့ပြီးတော့ပြီးရင်တော့ကိုပေါ့သိကျင်တယ်ပေါ့ဆိုရင်ပေါ့ဆက်ပြီးသိကျင်တယ်သူပြောနေတာဘာလဲမသိဘူးလို့အဲရှင်ထဲမှာသိကျင်စိတ်သူ့လိုလိုဖြစ်လာတယ်ဆိုရင်အုံတော်တည်းကမဟုတ်ဘူးရှင်ဘက်ထက်ကရှင်ဘက်ထက်ကရှင်ဘက်ထက်ကနေပြီးတော့သူ့လိုလိုသိကျင်စိတ်တွေတဖွာဖွာဖြစ်လာတယ်ဆိုရင်အဲကိုပေါ့ပြန်ပြီးတော့သာသွားရှာနားထောင်တော့ YouTube မှာရှိတယ် Facebook မှာလည်းရှိတယ် အဲ့သူနဲ့နေတဲ့အခါလည်းပြောခဲ့ပြီးပြီနှစ်ဒီနှစ်အချိန်ကြီးပေါ့တနေ့ပြီးတနေ့ပိုကြာလာတဲ့အခါ तू อ่ะ तू မှ तू ပဲ तू မရှိရင်သောက်ဝမ်းရှိရဲ့အဲ့ဒါကိုပို့ပြီးတော့တည်လာတနေ့တခြားပေါ့တနေ့ဘာတနေ့ချင်းနေရတယ်လို့ကျွန်တော်ပြောပြပါရင်နော်တနေ့ချင်းနေရတာဘာလို့ကျွန်တော်ကကျွန်တော်ပထမဆုံးမှာအစဖွင့်လိုက်တဲ့အရင်းစမှာမြင်တဲ့ချင်း ဆိုထားတဲ့သချင်းလိုပဲမနေ့ကနေ့ကငါတို့မပိုင်ဘူးနော်တကယ်မပိုင်တာလေတကယ်မပိုင်တာလုံးဝမပိုင်တာမနေ့ကနေ့တော့မဟုတ်ဒီညနေတော့မပိုင်ဘူးနောက်တနားရီတော့မပိုင်ဘူးနောက်တစ်မိနစ်တစ်စက္ကန့်တော့ကိုတကယ်မပိုင်ဘူးအချိန်မီရေကိုကိုရဲ့ကိုရဲ့ကိုထိန်းချုပ်လို့မရတယ်ကိုလောက်တာမဟုတ်တဲ့ကိုမျောလင်းလို့မရတယ်ကိုတခါတော့မစင်စားဘူးလေဟာတခုခုဖြစ်သွားနိုင်တယ် အဲ့တော့အမ်မနေ့ကနေ့မပြောနဲ့ဒီနေ့လောင်အပြည့်ပိုင်းတာမဟုတ်ဒါတော့သိကြတယ်လူကအချိန်မြွေးတည်ွားတတ်တယ်အဲ့တချက်ပြည်တော်မဆုရုပ်သေးသမရမြန်မာနိုင်ငံတို့မှာမိဒီနေ့ထိုင်ကြကုန်တော့တပ်ပရိသတ်သူတော်ကောင်းပေါင်းပါအဲ့ဒီလူကအချိန်မြွေးတည်ွားတတ်တယ်ဆိုတဲ့အချက်ကြီးကိုမေ့ထားပြီးတော့အရာရာကိုတွေးတော့စဉ်းစားဆုံးဖြတ်အပြေရှားဘဝအောင်နေထိုင်နေကြတာ မြန်မာပြည်မှာတော့တရေသေးတွက်တဲ့လူတွေပုံများတယ်အဲ့ဒါကိုကျွန်တော်အများကြီးလေ့လာတွေ့ရှိရတယ်တရေသေးပေါ့ဥမာလူငယ်တယောက်ကို တခါတည်းမိဘကတခါတည်းတခါတည်းဘေးရင်စရာထောင်ဘေးရင်စရာသေးတယ်တခါတည်းပြောထလိုက်တာအဲ့နင်ကြည့်လိုက်ဘာဖြစ်မှာဘာဖြစ်မှာအေးမသားဘာဖြစ်တယ်ညာဖြစ်တယ်ညာဖြစ်တယ်သားသမီးကိုလူငယ်တွေဘောဗျာလူငယ်တွေရှေ့လူတွေကလူကြီးတွေကဦးလေးတွေကဘာညာပေါ့တခါတည်း prophet ပြုလိုက်တာပေါ့ ရှင်းဖြစ်ကိုတခါတည်းဟောထလိုက်တယ်တဆုံးအဲ့ရစတ်လို့ရေးလေသူ့ဘဝကို तू မသိတာဟလာသူ့ဘဝတစ်ချောင်းလုံး तू တခါမှပြန်မစင်းစားဘူးလားဘဝတစ်ချက်ဘူကိုဘဝကိုပဲကိုပြန်ပြီးတော့ထိုင်ပြီးတော့သုံးသက်လေးရှိတဲ့လူတွေဆိုရင်ဘဝဗျာကိုနေလေဘဝဗျာကိုစည်းတဲ့စပိန်ကိုစည်းတဲ့ဆိုင်ကယ်ကိုစည်းတဲ့ကားကိုစည်းတဲ့မြင်းအထီးမှန်မှန်သိရတယ်မလားအဲ့လိုမျိုးပဲဘော ိုစီရဲ့မြင်ဒီမှန်မှန်တိဘူကဆောင်းရမ်းရေးကြည့်တယ်အဲ့ဒီကဘုံဟာအင်္ဂလိပ်စကားဘုံမြန်မာလိုပြန်ထားရလားဒါမှမဟုတ် original မြန်မာလိုပဲလားမြန်မာဗမာလိုပဲလားကျွန်တော်မသိဘူးသိကမ်းသိဘူးတန်ငယ်ငယ်လေးတွေကတော့ကြားဘူးတယ်ကြားဘူးရဲ့ဆိုတာဟိုသူများဟိုအေးပေါ့ကြားကြားအဖေအမေကြီးကကြားဘူးလားပေါ့နော်စကောစီးပြည်မြင်း အထင်းမဲ့အမှန်မှန်သိဖို့တောင်းရင်ရေးကြည့်တယ်ခင်ဗျားတို့ယနေ့ခေတ်မှာကိုစည်းရဲ့မြင်အထင်းမဲ့အမှန်မှန်မသိတဲ့လူတွေအိမ်ထဲမှာလည်းရှိတယ်လမ်းပေါ်မှာလည်းရှိတယ်တပည့်တန်သွားလည်းရှိတယ်ဘယ်နေရာသွားသွား everywhere ရှောင်းလို့မလုပ်ဘူးပဲမလုပ်ဘူးသူတို့ဘာလုပ်နေလဲသူတို့ကိုသူတို့မသိဘူးတကယ်မသိဘူးသူတို့ကသူတို့ဟုတ်ရဲ့လားလဲတကယ်မသိဘူးဟလာအမ် သူတို့ကသူတို့ပြန်ပြီးတော့မတွေ့သေးဘူးပေါ့ပြောရရင်တော့ဆရာဝန်တော့ဆရာဝန်ဒါပေမဲ့ तू ကဆရာဝန်ဆရာဝန်မဟုတ်ဘူးဆိုတာတော့ तू ပဲသိတယ်ဒါပေမဲ့လည်းမထူးပါဘူးအဲစာရီဆောင်ရင်စာရီဆောင်ရင်ကြိုးစားခဲ့ရတော့စာရီဆောင်ရင်ဩကြက်ခဲ့ရတော့အော်ဒီမှာသေးချောင်းလေးလည်းအကြာကြီးတက်ခဲ့ရတော့စေကန်လေးလည်းဖွင့်ပြီးပြွားပြီဆိုတော့ဒါလေးကလည်းတခုလေးသောဝင်ငွေရပေါက်ရလန်းဆိုတော့ဆက်လှိမ့်နေတာဒါပေမဲ့သူ့ကိုသူသိတယ်တခုခုတော့လိုနေတယ် something is missing တခုဦးတော့လုံနေတယ်ပျောက်ရနေတယ်ပျောက်နေတယ်ဘာပျောက်နေရလဲမသိဘူးမပျော်ဘူးငါ့ဘဝရပျော်စရာမကောင်းဘူးစောက်တန်နေတော့ရတယ်အဲ့လိုတွေအများကြီးပဲဆရာဝန်တွေမဟုတ်ဘူးအင်ဂျင်နီယာတွေရောတခြားတခြားခင်ဗျားတို့လူလူတွေပေါ့ဗျာဘဝဝင်ချိန်မှာရှိတဲ့လူတွေအထင်ကြီးအားကြတယ်ဘဝတွေရထားတဲ့လူတွေဒါပေမဲ့ပုံဝင်ကြရတာအချောက်တိုက်အားကြနေတာသူတို့ကသူတို့ တခုခုပျောက်ဆုံးနေတာကိုသူတို့လိုက်ရှာနေတာသူတို့ကသူတို့သိတယ်မတွေ့သေးဘူးတချို့ဆိုကဘာပတ်ရှာတယ်ပတ်သက်ရှင်ရှိသလားပေါ့ကဘာပတ်ရှာတယ်ဟိုအားရရှောက်လို့တရားရရှောက်လို့လိုက်ရှာလိုက်ရှာစောက်ထိပ်ပဲမရှိတယ်လို့ခံစားလာလို့ဘာလဲပေါ့စောက်ထိပ်ပဲငါဘာအတွက်နေနေရလဲဆိုတော့စောက်ထိပ်ပဲကိုခံစားဖို့အတွက်စောက်ထိပ်ပဲကိုလိုက်ရှာတယ်တချို့ကဘာပတ်ပြီးရှာဖြစ်တယ် အဲ့ဒီပျောက်ဆုံးနေတဲ့အရာသူကဘာပတ်ပြီးလိုက်ရနေတဲ့အရာဟိုဟာတွေလျှောက်လို့ဖရားရဲ့ဖရားမှုတွေထွက်ရီးသားတွေလျှောက်ထားတယ်မလားအဲအရက်တွေမှုအောင်လျှောက်တော့ဟိုတခုခုပဲဟိုဟာတွေလျှောက်လို့ဒီဟာလျှောက်လို့မဟုတ်ဘူးတကယ်မဟုတ်ဘူးဆိုတာသူပဲသိတာဘဝမှာတခုခုရဲ့အကြီးအကျယ်လိုနေတာစူးစမ်းပြီးတော့ရှာဖွေနေတာတွေကလည်းတကယ်အဲ့လိုအချက်ကိုအဲ့စိတ်ထဲမှာဟာတာတာဖြစ်နေတယ်ရင်မဟာတာတာလေးတခုလိုအနေတော့ yeah အတော်ဆိုပါဆိုအတော်ဆိုဆိုတော့တော့မဟုတ်အတော်ဆိုအမ်အဲ့ဒီယင်းထဲမှာဟာတရာနဲ့တခုလိုအပ်နေတဲ့ဟာနီးမျိုးစုံရှားကြတယ်တချို့နေပေါင်းများစွာရှားတယ်တချို့တဘွာလုံးရှားကိုတကယ်လောကသောတိုက်ပြီးတော့လိုက်ရှားနေတယ်စောက်ပင်မနေဆောင်ရဲခံပြီးတော့ဆောင်ရဲနေကြိုးစားပြီးတော့ရှားနေတဲ့ဟာတွေကအဲ့ဒီကွက်လက်ကိုမပြေးနိုင်ဘူးအဲ့ဒီလိုအပ်ချက်ကို မဖြည့်စည်းနိုင်ဘူးဆိုတာနားလေွားရခြင်းညာအဲ့တပောက်ပေါ့အဲ့တပောက်ကိုပိတ်ဖို့အဲ့လိုနေတဲ့ဘောက်ကကဘာပတ်မရှာလို့မရအောင်အဲ့တပောက်ကကိုကိုတိုင်းပဲကိုကိုကိုမရှာတွေ့သေးပဲနဲ့လိုက်ရှာနေမိတာကိုကိုကိုရှာတွေ့ပြီးမှသူ့ရဲ့ပရိုဆီဂျာကိုကိုကိုရှာတွေ့ပြီးမှတခြားဟာတွေရှာရတာရှာရတာ